ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါဂျပန်ကုမ္ပဏီ330ကျော်ကမြန်မာအလုပ်သမား1200ကျော်ခေါ်ယူဖို့အတွက်ကမ်းလှမ်းစာပို့လိုက်တဲ့တဲ့ရှီဂရိန်ကိုကမ္ဘာအကြီးဆုံးဒရုန်းတိုက်ခိုက်မှုနဲ့ရုရှားတိုက်ခိုက်လိုက်တဲ့တဲ့ ယတနာဆိုင်ပါတဲ့သုံးထပ်တိုင်မိလာမှုကြောင့်၁၉ရက်အသေးဆုံးခဲ့တဲ့တဲ့။မန်ယူနီတက်ရာဒူကန်နှုတ်ထက်သွားမှာကိုအသေးပိုင်ရှင်စွေနေတဲ့တဲ့ပါဝဲအစားရှိတဲ့ပြည်ရင်းပြည်ပါစေဝန်စားဖွဲ့တဲ့တဲ့ကိုတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ဂျပန်ကုမ္ပဏီ300ကျော်ကမြန်မာလူထုမှာ1200ကျော်ခွဲဖို့အတွက်ကလန်းစာပို့ထားပါဗျ။ဒီသတင်းကိုတော့မြန်သူတူကပေးပို့လာတာပါ။ ဂျပန်နိုင်ငံမှာရှိတဲ့ဆေးရုံကုမ္ပဏီများမှဝင်ရောက်အလုပ်လုပ်ကိုင်မှုအတွက်ကုမ္ပဏီ330ကမြန်မာအလုပ်သမား1200ကျော်ခေါ်ယူဖို့အတွက်ကမ်းလှမ်းစာပို့ထားတယ်လို့တိုကျိုမြို့မှာရှိတဲ့မြန်မာတိုင်ယွမ်ကထုတ်ပြန်ထားပါတယ်။အဆိုပါကမ်းလှမ်းစာအရမြန်မာလုပ်သား1263ဦးကိုခေါ်ယူထားပြီးအမျိုးသားလုပ်သား400ကျော်နဲ့အမျိုးသမီးလုပ်သား800ကျော်ပါဝင်ပါတယ်။ အလောက်ကန့်လန့်ထားတဲ့ဂျပန်ကုမ္ပဏီ330ကျော်ရဲ့နောက်ကျောင်းရှက်လက်များကိုနိုင်ငံခြားရေးဝန်ကြီးဌာနကနေစစ်ဆေးပြီးတော့အလောက်သမားဝန်ကြီးဌာနကိုပေးပို့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာမြန်မာနိုင်ငံမှာပြပထွက်လွတ်လပ်နိုင်မှုအတွက်စစ်မှုထမ်းဥပဒေအရအသက်ကတန်းရှက် OWIC ကရရှိဖို့အတွက်အခက်အခဲများလည်းရှိနေတယ်လို့အေဂျင်စီများရဲ့ပြပြချက်ရသိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါတယ်။ယူကရိန်းကိုကမ္ဘာအကြီးဆုံးဒေါ်တိုက်ခိုက်မှုရုရှားတိုက်ခိုက်ခဲ့ပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ ရုရှားနိုင်ငံဘက်ကယူကရိန်းကိုဒရုန်းအစီးရင်အများဆုံးပါဝင်တဲ့ကမ္ဘာအကြီးဆုံးဒရုန်းတိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ခဲ့လို့သိရပါတယ်။ဂျမန်နီကပြုလုပ်ခဲ့တဲ့အစိုးရတိုက်ခိုက်မှုမှာဒရုန်းအစီးရင်293စီးပါဝင်ခဲ့ပြီးယူကရိန်းနိုင်ငံမျိုးတော် Give Up အဝင်ဒေသ၃ခုကိုပြစ်မှတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာရုရှားကယူကရိန်းကိုတိုက်ခိုက်မှုတွေစတင်ပြုလုပ်ခဲ့တဲ့၃နှစ်ကျော်ကာလအတွင်းမှာဒရုန်းစီးရင်အများဆုံးသုံးပြီးတော့တိုက်ခိုက်ခဲ့ရဖြစ်တယ်လို့ရုရှားသမ္မတပူတင်နဲ့ယူကရိန်းသမ္မတဇီလန်စကီတို့ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးမှုတွေလုပ်ဖို့အတွက်စီစဉ်နေချိန်မှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းစစ်တပ်ကကြီးမားတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တယ်လို့တိုက်ခိုက်လာတဲ့ drone တွေကသုံးပုံတစ်ပုံကိုလေထဲမှာတင်ပြစ်ချက်ဖြစ်စီနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရုရှားနိုင်ငံဟာအဆိုပါတိုက်ခိုက်မှုပြီးမှအတန်ထက်မြန်တဲ့တိုက်ရှင်းပြစ်တုံးပြန်ဆန်တဲ့မှုတွေလည်းလှုပ်ဆောင်ခဲ့ရလို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတဘုတ်ကိုတင်ဆက်ပေးကြပါတယ်။ဒေသနာဆိုင်ပါတဲ့တုံးထက်တိုက်မိလာမှုကြောင့်18ဦးသေဆုံးခဲ့ပါတယ်။ဒီတင်ကိုတော့ညင်းချောင်းဝါပြပူလာတာပါ။ ချက်တနာရီရောင်းချတဲ့ဆိုင်ပါဝင်နဲ့တုံးထက်တိုက်မိလာမှုဖြစ်ပွားခဲ့တာကြောင့်စက်ကုန်တော်အသေးဆုံးခဲ့တဲ့ဖြစ်စဉ်တည်းအိန္ဒိယနိုင်ငံဟိုက်ဒီယာဘက်မြို့မှာဂျမန်နေရဖြစ်ပွားခဲ့လို့သိရပါဗျ။ဒေသဆန်တော်ချိန်မနက်၆နာရီကျော်မှာမိစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမြင်းကြီးတက်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ဟိုက်ဒီယာဘက်မြို့တော်မိသက်တပ်ဖွဲ့ကထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြခဲ့ပါဗျ။ ်မိသက်တက်ဖွဲ့ဝင်တွေအခင်းဖြစ်ပွားရာကိုရောက်ရှိချိန်မှာမြင်းကြီးတက်ကနေဒုတိယထက်နဲ့တတိယထက်တွေကိုမိကူဆန်လောင်ကျွမ်းနေပြီးအသက်ရှင်ကျန်သူတွေကိုကဲထုတ်ဖို့အတွက်ဂျိုးပန်ရာမှာခက်ခဲသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်အစအုပ်ထဲမှာမိလာမှုကြောင့်တိတ်ဆုံးခဲ့တဲ့သူတွေကိုမိငိမ့်တက်ပြီးတော့မှရုပ်အလောင်းတွေကိုထုတ်အောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ။အိန္ဒိယဝန်ကြီးချုပ်မိုဒီကတိုက်ဆုံခဲ့သူတွေအတွက်တအူကိုအမေရိကန်ဒေါ်လာ2300နဲ့ညီများတဲ့ရူပီ2သိန်းကိုတက်ဆိုင်သူမိသားစုဝင်တွေထံကိုပေးရခဲ့လို့သိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။မောင်နေပြရာဒုက္ခနဲ့ထပ်သွားမှာကိုအသိပိုင်ခြင်းစိုးရိမ်နေပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝပြပူလာတာပါ။ မန်ရွယ်သိန်းကိုပြည့်ပြည့်ပြောင်းလဲမှုတွေတောင်းယူလှုပ်ဆောင်နေတဲ့အသင်းပရှင်တဝန်ဖြစ်တဲ့စာဂျင်ရက်ကလေးကလက်ရှိအသင်းနီးပြအင်မိုရင်ယာဒုကနှုတ်ထွက်သွားမှာကိုစိုးရိမ်နေရလို့သိရပါဗျ။အင်မိုရင်ကစာဂျင်ရက်ကလေးဖော်ဆောင်နေတဲ့မန်ရွယ်သိန်းပြည့်ပြည့်ပြောင်းလဲစီမံကိန်းတွေအတွက်အဓိကချက်သူတဝန်ဖြစ်သလိုစာဂျင်ရက်ကလေးကအသင်းရလက်ဆောင်တွေကြုံနေပေမဲ့အခါရံမှာကြထနောက်ခံပေးထားတာကိုပိုင်ဆိုင်ထားပါဗျ။ဒါပေမဲ့အင်မိုရင်ဘက်ကသူတာဝန်ယူဖော်ဆောင်နေရတဲ့လုပ်ငန်းစဉ်တွေကသူ့အတွက်ဖြည့်ဆည်းမှုများလုပ်နေလို့တတ်မှတ်နိုင်တဲ့ပြောကြားမှုတွေပြုလုပ်လာတာ ကြောင့်ဆာဂျင်ရက်ကလစ်ကအီမိုရင်ယာတို့ကနှုတ်ထွက်သွားမှာကိုစိုးရိမ်နေရဖြစ်ပါတယ်။အီမိုရင်ကလက်ရှိမယ်ရွယ်တဲ့ဟာအသင်းသမိုင်းတစ်ချောင်းမှာရလက်အစိုးဆုံးနဲ့တည်ငြိမ်မှုအနေဆုံးအသင်းဖြစ်တယ်လို့ရှေ့ဆက်မတည်ငြိမ်တာတွေကိုသူ့ဘက်ကအပြောင်းလဲမလုပ်နိုင်ဘူးဆိုရင်ယာတို့ကနှုတ်ထွက်ဖို့အတွက်စဉ်းစားရမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နိုင်ရည်ကတည်နေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။